င်္ဂလာပါ CNN ရဲ့ knowledge session ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ video လေးမှာတော့ရေတွေတန်းခွေတွေရိုးစိမှုပုံအလွယ်ကူဆုံးနဲ့အထီရောက်ဆုံးဖာတီးပေးနိုင်တဲ့တန်လိုက်ပြားတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါဂျာမနီနိုင်ငံက Vector GmbH ကုမ္ပဏီကထုတ်လုပ်ခဲ့တဲ့ Vector Magnesium ဆိုတဲ့အဲ့ဒီတန်လိုက်ပြားတွေကိုအငြိမ်များတဲ့ရိုးစိမှုတွေကိုတားဆီးဖို့အတွက်ရေတွေထုတ်လုပ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတန်လိုက်ပြားတွေကို မိသက်သမားတွေနဲ့ကယ်ဆယ်ရေးသမားတွေကအများဆုံးအသုံးပြကြတာပါ ။တန်နဲ့ပြုတ်ထားတဲ့တံငွေပိုင်လိုင်းတွေ၊ gas oil တွေ၊ရေတိုင်ကြီးတွေနဲ့ရေပိုင်လိုင်းတွေမှာယူဆိတ်မှုတွေဖြစ်ပွားခဲ့တယ်ဆိုရင်အဲ့ဒီတန်လိုက်ပြားကိုအသုံးပြုပြီးပိတ်ဆို့နိုင်ပါတယ်။အဲ့ဒီတန်လိုက်ပြားကိုအသုံးပြုဖို့အတွက်တခြားကိရိယာတွေမလို့ပဲလေကူစာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ပေါက်နေတဲ့နေရာတွေမှာအဲ့ဒီတန်လိုက်ပြားကိုကတ်လိုက်ရုံဖြစ်ပါတယ်။ဒါပြင်ဓာတ်ပစ္စည်းယူဆိတ်မှုကိုခံနိုင်ရရှိစေမဲ့ဖလိုရိုပိုလီမာကိုလည်းထည့်သွင်းထားတဲ့အတွက်ကြောင့် ကန်းွက်ယူဆမှုတွေကိုဖတ်ထည့်တဲ့နေရာမှာထိရောက်မှုရှိရပါတယ်။အဲ့ဒီတန်လိုက်ပြတပြားကိုတစ်ချိန်ပြီးတစ်ချိန်အသုံးပြုနိုင်ပေမဲ့15နှစ်ကြာအသုံးပြုပြင်တော့ထပ်မံအသုံးမပြုတော့ဖို့ကုမ္ပဏီကအကြံပြုထားပါတယ်။တခုတတိပြုရမှာကတော့အဲ့ဒီတန်လိုက်ပြားကိုတန်နဲ့ပြုတ်လုထားတဲ့ပိုက်တွေတိုင်ကြီးတွေမှာပဲဖတ်ထည့်နိုင်မှာဖြစ်ပြီးကိုနဲ့တန်လိုက်မဆွဲတဲ့တခြားအရာတွေနဲ့ပြုတ်လုထားတဲ့အရာတွေကိုတော့ဖတ်ထည့်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီတန်းလိုက်ပြားတွေကိုအရွေးစားအမျိုးမျိုးနဲ့ထုတ်လုပ်ထားတာဖြစ်ပြီးတော့တိတ်ဆောင်အသုံးပြုရလွယ်ကူသလိုထိရောက်မှုလည်းရှိတာကြောင့်မိသက်သမားတွေနဲ့ကယ်ဆယ်ရေးသမားတွေကအသုံးပြုနေကြပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့ရေတွေတန်းဝဲတွေရွေးစိတ်မှုကိုအလွယ်ကူဆုံးနဲ့အထူးရောက်ဆုံးဖာတီပေးနိုင်တဲ့တန်းလိုက်ပြားတွေအကြောင်းပဲဖြစ်ပါတယ်နောက်ပတ်ဒီမှာလဲစိတ်ဝင်စားဖွယ် knowledge အကြောင်းအရာတွေကိုတင်ဆက်ပြီးသွားအောင်ပါ